င်္ဂလာပါမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဥတော်တော့မသိဘူးမင်းဆိုဘလောက်ကြည်ကြည်တွေဖြစ်ပြီးတော့ဘလူတွေနေနဲ့ခံစားနေရအရန်ကိုပြောပါရရှင်အတိုင်းမသိဘူးအတိုင်းမသိဝင်းတာမိပါတယ်ဝင်းနေရလေကျွတ်သွားပြီဆိုမှပြောနေပါရရှင်ဟုတ်လားဒီမှာမမေ့ချက်ပြောတာလေဝင်းကြီးရတယ်ကျွတ်သွားပြီဆိုတာဘယ်လိုလေးပြောင်းလဲဆိုတော့ဘယ်လိုလေးထိတ်ခေါ်ပြီးတော့ဘယ်လိုလေးပြောင်းဝင်ခဲ့တာဒါလေးလည်းပြောပြရအောင် ဒီဖျားကိုတည်တဲ့အချိန်မှာရွရွချက်ကကို့အတွက်မဟုတ်ပါဘူးဝေနေရတွေပေါ့ရှိတယ်လို့ထင်မှတ်ပြီးမှပေါ့ကျွတ်ပါစီလွတ်ပါစီဆိုရဲစိတ်နဲ့တည်တာဖြစ်ပါရဲ့အားကြောင့်မို့ကျွတ်မယ်လို့စိတ်ကသွေးမိပါရှင်ဟုတ်ဆိုဒီဟာလေးကိုဘယ်လောက်ကြာကြာစီစဉ်ခဲ့တာလဲဘယ်လိုလေးစီစဉ်ခဲ့တာလဲသူကကြတော့ဖျားမကြီးကတသာတသာထက်တယ်။မူရင်းကတော့ဖျားရှမ်းဖျားပဲဆိုတော့ပုံမှန်ပဲဆိုရင်တော့ကုန်ကြစီရည်နဲ့နေတယ်။ နောက်ပြီးတော့ဟိုလောကကန်ရတာလည်းတက်တောင်းတက်တာရှိရပေါ့နော်ဒါပေမဲ့သူကဖရားရဲ့ဆက်ဆက်နေတဲ့တကောနိုင်နေထက်ထဲတယ်မောင်းနေထက်ထဲတယ်ဒီရင်မင်းနေထက်ထဲတယ်နောက်ပေါ့မူရင်တည်ရမယ်အောက်ကမြကြီးရဲ့နှုံထားပေါ့နော်အဲ့ဒါတည်းလဲသူကအများကြီးမြင့်ပြီးတော့မှတည် maintenance တွေလည်းတအားများတယ်ပေါ့တောင်းကာယန္တာဆိုအဲ့ဒါဆိုတော့သူ့အတွက်လုပ်ပြီးလိုက်ရတဲ့ဟာကအများကြီးအဲ့သူ့ရဲ့တရားပေါ့နော်အလူအမကြီးကအဲ့လိုကိုတရားထက်တန်တယ် မောင်းတွေလည်းပါတယ်ဒီမှာရှင်းရှင်းမိနေတယ်ပါတယ်ဒီ view point တွေလည်းပါတယ်ဒီတန်မှန်းနေအကုန်လုံးအောက်ဖက်ထိလည်းသူအကုန်လုံးဒီဖျားနေဆက်ဆက်တာမှန်းနေများအကုန်လှူပါတယ်နောက်ပြီးတော့ဒီနမင်းကြီးလေးပါတွေမှာဆိုရင်လည်းရှန်တီတွေပေါ့သူသူစိတ်ကူးထဲမှာရှိတဲ့ဟာမှန်းနေများကိုသူအကုန်ပုံဖော်တယ်နောက်ပြီးတော့အမတော်ဆောမွန်လာရဲ့နန်းဆောင်ဒါအမတော်ဆောမွန်လာနာမည်ကိုတက်ပြီးတော့မှ အာဖျားတဲထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နန်းဆောင်နဲ့သူ့ရဲ့ရုပ်ဘွားတော်ကိုလည်းသူလှူချင်ပါတယ်ဆိုတော့တဆင်မိတဆင်ပေါ့သူ့ရဲ့အတွေ့အဲမှာရှိနေတဲ့တရားတရားပေါ့စိတ်ကူးလေးတွေပေါ့နော်အဲ့ဒါတွေအားလုံးသူ့ပုံခေါ်ပြီးတော့ကျွန်တော်တို့ကနောက်ကလိုက်လုပ်ပေးရတာပေါ့နော်ထပ်ဒီဒီပေးရတာပေါ့လို့မဟုတ်ဘူးဥတော်ရှေ့ကသွားလာနောက်ကနောက်ကလိုက်လို့ရှေ့ရလဲသွားတယ်နောက်ကလည်းသွားတယ်အောက်ဆုံးတိတဲ့သွားပါတယ်ဒီကြောင့်အမေဖျားတယ်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  ပစ္စည်းတွေထည့်နေမှာဌာပနာအများကြီးထည့်တယ်ဘာတွေသူပြစ်တာလဲဘရက်တွေရောအစုံပဲလူဖြစ်ပါရဲ့ရှင်ဟိုကကချင်ပြည်နယ်ကဖြစ်တဲ့အတွက်ကြောက်စိမ့်လေးတွေထည့်ထားပါတယ်။ဟိုကိုလံဘီယာမြတ်နကက်လေးလည်းထည့်လိုက်ပါရဲ့ရှင့်။ပြီးတော့တငယ်ချင်းတွေကလည်းတရားတရားထက်ဆွာနဲ့ နဂတ်တွေချွတ်ပြီးမှလူကြပါရဲ့ရှင်။သူမလေးတွေဆိုလည်းအဲ့လိုလက်စွပ်လေးတွေပေါ့နော်။သူတို့တွေတသာထက်ပြီးမှလူကြတယ်။ကျွန်မတယောက်တည်းတော့မဟုတ်ပါဘူးရှင်။မိဆွေအပေါင်းတင်းနေကောမြကျီနာမြို့မှာရှိတဲ့အောင်မော်ဆန်ဖုံဖုံကြီးကလည်းသာပနာဖို့ထည့်ပေးလိုက်ပါတယ်။အားလုံးရဲ့အလူပါပဲရှင်။ဟုတ်မေ။ဘုသောတို့ဒီမှာဆရာပြားတဲပြီးတော့ဒီကမှာထပ်တယ်ဘလို့စိတ်ကူးပေါ်လာတယ်ဘလို့စိတ်ကူးရကျက်နေအာဘလို့လုတ်ဖြစ်တယ်လို့ပြောမယ်။အဲ့ဒါဆရာလေးရလေး ဟိုဖះသုံးစုတဲ့တဲမဲတဲ့တခေါက်ကပြောတယ်ပြောပြီးတော့ဆရာလေးကဒီသုံးစုပြီးရင်တဲ့မတဲတော့ဘူးတဲ့အဲ့ချိန်မှလေကျမစိတ်ထဲမှာဘလို့ဖြစ်သွားမှမသိဟဲလို့ဒီနေရာမှာလို့ကျမဖះမတဲခွင့်မရတော့ဘူးပေါ့နော်အဲ့မစိမ့်နဲ့စိတ်မကောင်းဖြစ်နေတာကျမကအဲ့လိုဖြစ်နေတဲ့ချိန်မှာကျမရဲ့ဂျေဇူးရှင်ဆရာဇော်ကိုပြောတာပေါ့ဆရာဇော်လို့ကျမဒီနေရာမှာလို့ဖះတဲခွင့်မရတော့ဘူးဆိုမှစိတ်ဝမ်းနည်းနေတယ်လို့ အဲ့ဒါဆရာလေးကိုပြောပြပါလို့ပြောလိုက်ပါရှင့်အဲ့မှာတည်ခွင့်ရတာတာပါညံတော်ကဘလောက်ကြီးလဲဘလောက်ဘလောက်လဲညံတော်ကဟုတ်ကဲ့ညံတော်ကကြာတော့အောက်ကနေပြီးတော့အပေါ်ထီကို28ပေးရှိပါတယ်ဒီရင်မြင်ဘောကနေဒီရင်မြင်အောက်ထဲမှာတော့17ပေးရှိပါတယ်ရင်မြင်အောက်မှာ17ပေးမူရင်းသူကတောင်ကိုကတ်ပြီးတော့မှတွယ်ပြီးတော့မှ တဲရတဲ့ဖရားဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုရင်တောင်ကတောင်ဆောက်ဖြစ်တယ်ဆိုတော့လေအောက်ကိုဖောင်နေရှင်းကိုတော်တော်လေးနှက်ပြီးတော့မှဇေဒီရဲ့အောက်ထီကိုနှက်လိုက်ရတာခုန၁၁ပြီအပေါ်မှာ၂၈ပြီရှိပါအမေဒါတာဒီတရားကြေကြေလို့ကြုံတာပေါ့နော်ဥတော်မြေတမှာလုံးလုံးကလည်းအဲဒီလိုရှမ်းပြားထိတင်ခဲ့တယ်တဲပြီးတော့ထိတင်ခဲ့တယ်နောက်ပြီးတော့ရှမ်းစာတွေကျွေးခဲ့တယ်ဒီနေ့မှာတော့ဒီရှမ်းစာတွေကျွေးဖို့အတွက်ဒီလိုရှမ်းဝတ်စုံနဲ့ဆရာလေးရဲ့အကြံဉာဏ်လားဘယ်လိုလေးစစ်ဖို့ပေါ်ကြလဲ စိတ်ကူးမိပါပါရှင်ဟုတ်ကဲ့စိတ်ကူးမိမှရှမ်းဖျားဖြစ်တော့ဒီရှမ်းစာကိုကျွေးမယ်ပေါ့တိုက်တိုက်ဆိုင်ဆိုင်မယ်ရှမ်းစာချက်ပေးတဲ့အမတွေကအမတော့ဆုံးမလားမွေးတဲ့ဆယ်လန်းကဖြစ်နေပါရဲ့ရှင်အဲ့လိုမျိုးဝိစုံလေးတွေကတော့ရှမ်းဖျားဖြစ်လို့ရှမ်းဝိစုံဝိတာပါဟုတ်အဓိကတော့အမတော်ဆုံးမွန်လာကိုတိုက်တဲပြီးတော့ဖြစ်ပြီးတော့ဒီလိုလေးဖြစ်ဖြစ်တာလို့ပြောမလားဟုတ်ကဲ့ပါရှင်အမတော်ဆုံးမွန်လာရဲ့တာသနာကိုပြုလုပ်ဆောင်ရွက်ပေးနေရပါရှင် မိပီတိလေးဘယ်လိုပြောမလဲဒီနေ့မှာဘယ်လိုလေးခံစားရလဲအေးအလူဖြစ်တဲ့အတွက်ကြောင့်ပြောမပြတတ်အောင်အရင်ပြင်ပြထားတယ်ဒီဘာလို့ပြောကြလဲလူတက်ပြီတော့ဒီဟိုမင်းရဲ့အကောင့်ကိုဖတ်ပြရအောင်ဆရာလာဘောကတော့ကျွန်တော်ကဟိုကိုပန်တိုင်းပဲလာခဲ့ပြီဒီရောက်တော့ဖျားပွဲမှာတကယ်ကိုခန်းခန်းနာနာစီစီကကတိုင်မှာနော်အားလုံးကလည်းဝေးရံပေးကြတယ်နော် တော်တော်လေးကိုဝမ်းသာပြီးဖြစ်နေတာဖြစ်နေတာ။ဘာပြောရပါဦးမိကြီးစကားလေး။ဒီဒီစကားလေးလား။အမေနဲ့လက်တွဲပြီးတော့လေဘယ်လိုလိုက်ပြီးတော့အာကုသိုလ်ပြုနေတာပြောတာပေါ့လေနော်။ဒီဘာလို့ပြောမလဲဒီပြောင်းတဲ့သူသာသနာပြုခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်ပြောင်းလဲဆရာပါအခုတော့ဘာလေးနောက်ထပ်ပြောချင်တာလေးလက်ချင်တာလေးရှိဒီသာသနာပြုရတယ်ဆိုတာတော့ကြီးကျယ်တယ်ပေါ့နော်အမြဲတမ်းကျွန်တော်ပြောနေပါတယ် ဒါတိလတမာတိပညာတိခါ၃ရက်ရင်းထဲမှာကိန်းအောင်တာကိုသာသနာပြုတယ်ပေါ့သူတပါးကိုလည်းတိလတမာတိပညာပြည့်စုံအောင်ပေါ့နော်ဟိုလုတ်ပြီးနိုင်မှာသာသနာပြုတဲ့လူဆက်ဆက်ပေါ့ကျွန်တော်တို့ကတိလတမာတိတွေပညာတွေပြည့်စုံအောင်နော်သူတပါးကိုပံ့ပိုးနိုင်တဲ့အနေအထားပဲရှိပါသေးတယ်ပြုချက်အောင်ပေါ့အဲအဲ့ဒီစီဒီပထိုးကိုတည်တိုက်ချင်းအဖြစ်ပေါ့နော်နောက်ပြီးတော့မြင်းအမမြင်ပုံကိုယ်တွေချွတ်ကြရဲဆိုတဲ့ယုံကြည်ချက်တစ်ခုနဲ့လည်း ါကျွန်တော်တို့တည်ပြပါတယ်ပေါ့နော်အဲ့လိုနောက်ပြီးတော့ကျေးဇူးရှင်ရောက်ကိုဆရာလေးပေါ့အဲ့ဒါအမှုထားပြီးတော့မှဒီနေ့မှဆရာလေးရဲ့မြေတောင်မြောက်ပြီးမှုမကြောက်တင်မှုနဲ့အများကြီးပေါ့နော်တောင်းတတောင်းလုံးနဲ့တော်တော်လေးထိုက်ပြီးတော့မှကိုတက်ကိုချင်းဒီနေ့ကတော့ဟိုပေါ့ကုသိုလ်ပြုရပါတယ်ပေါ့နော်ဒီနေ့အာကုသိုလ်မြတ်လေးပြုရပါဦးဘယ်လိုလေးကုသိုလ်လေးမြတ်လေးပြုရမြဲဘုရားဒီမှာကိုဒီဒီမြောက်အောင်မြင်ခဲ့ပြီးပြည့်ပြည့်ဖြစ်ခဲ့ရပြီဘဝအဆက်ဆက်ကတော့ဆက်ခဲ့တဲ့ ဝေနေရတဲ့အားလုံးကြွကြပါစေအဆင့်အတန်းကြီးမြင့်ကြပါစေလို့ကုသိုလ်အများပေးဝေပါတယ်။နောက်မှလည်းပြုလုပ်ဆောင်ရရမယ်ဆိုရင်ဇီဒီပထုံးများကိုလည်းတည်ချင်ပါတယ်ဒါနဲ့လည်းပြုချင်ပါတယ်ရှင်။ဘာ